အဲ့မှာပထမချက်က you will receive a body ဒီဟာခန္ဓာတစ်ခုကိုရမယ်သူဟာလူ့ဘဝကိုတရားတော်မယ်လို့နော်လူ့ဘဝရရင်လူ့ခန္ဓာကိုရမယ်ဒီခန္ဓာဟာကိုကြိုက်တယ်လို့ရွေးချယ်လို့ရတဲ့ခန္ဓာတော့မဟုတ်ပါဘူးခန္ဓာကြီးအကျိုးတိုင်းသာဖြစ်တဲ့လို့ဖြစ်လာတာပါ ဘလိုခြင်းလိုကိုဖြစ်ခြင်းလိုစိတ်ကြိုက်ပုံသွင်းယူလို့မရပါဘူးအကြောင်းရှိလို့ဖြစ်ရတာအကြောင်းကောင်းရင်အကျိုးကောင်းမယ် you may like it or hate it but it will be yours for the entire period this time around ဟဲ့ဒီခန္ဓာကိုယ်ကိုသင်ကြိုက်ချင်လဲကြိုက်မယ်မုန်းရင်လဲမုန်းမယ် ဒါပေမဲ့ဒီတဘောအတွက်တော့ဒီခန္ဓာကိုယ်ဟာသင်္ခန္ဓာကိုယ်ပဲဒီစကားကိုတိတိကျကျစဉ်းစားကြည့်ရင်လည်းဒီခန္ဓာကိုယ်ဟာခဏရတဲ့ခန္ဓာကိုယ်ဖြစ်တယ်အမြဲတမ်းပိုင်ဆိုင်ထားလို့မရဘူးဒါပေမဲ့လူများဟာဒီခန္ဓာကိုယ်ငါအစ်စ်ပဲလို့ဆွဲလန်းကြတယ်အဲဒီလိုဆွဲလန်းလို့လည်းပြင်မာကိုကြောက်ကြတာပဲမဆွဲလန်းရင်ကြောက်စရာမလိုဘူး ်အရင်ဘဝဘဝတွေက ဖြစ်ခဲ့တဲ့ခန္ဓာကိုယ်တွေအားလုံးကိုပြန်ကြည့်လို့ရရင်ဘယ်လိုများနေမလဲဒါလဲငါပဲခိုးဟာလဲငါပဲလူမျိုးမျိုးကိုယ်ွယ်တဲ့ဘာသာမျိုးမျိုးအမျိုးမျိုးမှာ ဖြစ်ခဲ့တဲ့ဘဝအမျိုးမျိုးအဖြူအမဲအညူအဝါအနာရောင်အမင်းမင်းဖြစ်ခဲ့တာတွေကိုမှန်းစာပြီးတွေးကြည့်ပါတွေးကြည့်ပါတကယ်တော့ဘယ်ခန္ဓာမှမဟုတ်ဘူး လာလာပါပါရုပ်ရည်ကိုရတဲ့သူကလည်းဒီလှပတဲ့ခန္ဓာလို့သူယူဆတာကိုဖြစ်တယ်ပြဒါရယ်ဆွဲလန်းတယ်လှပြက်သွားမှအိုသွားမှမလှတော့မှကိုတိတ်ကြောက်တယ်မျိုးသမီးကပုံမှမလှမှပိုကြောက်တယ်လှဖို့ရေးငွေကြေးအများကြီးကုန်ကြခံတယ်အချိန်အများကြီးကုန်ခံတယ်ဒါပေမဲ့အချို့တက္ကမကြီးတွေကတော့မိမဖြစ်တာမကြိုက်ဘူးလို့ပြောကြတယ်ယောက်ျားဖြစ်ခြင်းတယ်ယဟန်ဖြစ်ခြင်းတယ် ယောက်ျားဖြစ်ရတာပို့ပြီးတော့လွတ်လပ်တယ်။ကိုလုတ်ချင်တာကိုပို့ပြီးလုတ်ခွင့်ရတယ်။မိမဖြစ်ရတာမလွတ်လပ်ဘူး။နောင်ဖွဲ့အချုပ်ချေမျိုးမျိုးခံရတယ်။ပြီးသွားတာတောင်ကြောက်တယ်မသွားရဘူး။အန္တရာယ်များတယ်လို့အဲ့လိုပြောကြတယ်ညီးကြတယ်။ဘုဒ္ဓဘောတန်ဒီမှာယောက်ျားဖြစ်တဲ့အခါလည်းရှိတယ်။မိမဖြစ်တဲ့အခါလည်းရှိတယ်။ယောက်ျားဖြစ်တဲ့အခါမှာလည်းယောက်ျားဘဝနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားမှယောက်ျားဖြစ်ရယူနိုင်မယ်။ အင်းဟာစင်တန်မြင်မအောင်ဆင်းရဲသဘောထားစင်တန်မြင်မအောင်ပြောတာဆိုတာလှုပ်တာခိုင်းတာစသအစစအရာရာကောင်းတဲ့ကောင်းအောင်အမြဲတမ်းကြိုးစားနေမှယောက်ျားဖျက်ချွတ်နိုင်မယ်ယောက်ျားဖျက်တော့ရွယ်ရောက်လာရင်အင်းအောင်ပြုတ်မယ်အဲ့ဒီခါတစ္ဆာရှိတဲ့ခင်ပွန်ကောင်းဖျက်အောင်ဖခင်ကောင်းဖျက်အောင်ကြိုးစားမှဒီထက်ပိုအရေးကြီးတာကတော့မှန်ကန်တဲ့လေးနဲ့တဲ့ တရားအတိညာဉ်ရအောင်လုံနိုင်မှမဖြစ်ကျွတ်နိုင်။ဒီစီယောက်စာအပြောပါနဲ့တောက်စားပြီးအချိန်ကုန်သွားရင်လူဖြစ်ကျွတ်မနှက်ဘူး။ရင်းစားတော်ပြန်ရခြင်းမှရမယ်။ဒါကြောင့်ယောက်ျားဖြစ်ရုံနဲ့မာနကြီးနေလို့မဖြစ်သေးဘူး။မိမြတ်တဲ့လူသားတယောက်ဖြစ်အောင်စူးစမ်းဖို့လိုသေးတယ်။မိမဖြစ်ရတဲ့လူတွေမှလည်းဒါမှစိတ်မြတ်ပါနဲ့။မိမဘဝနဲ့လုံနေတာတွေအများကြီးရှိပါလေ။ ဘုရားထုတ်တဲ့နေရာမှာဘယ်သူကကိုခွင့်တာတယ်လို့ပြောဖို့မလွယ်ဘူးစိုးစားတဲ့သူကဒါတော့မှာပါပဲမြားတော်အဖြစ်ကြာကြတွေကပြင်ပလောကကိုပို့ပြီးအာယုံပြုကြတယ်မိမတွေကအတွင်းလောကကိုပို့ပြီးအာယုံပြုကြတယ်အရေးကြီးတာကမိမဖြစ်တဲ့ဘဝမှာလဲစိတ်နဲ့သဘောထားအမြင့်မြတ်ဆုံးဖြစ်အောင်လေးလေးနဲ့မမှန်ကန်ကန်သိတဲ့ဉာဏ်ပညာရအောင်စူးစမ်းဖို့ပဲ ။ရင်ကောင်ပြပြရင်လည်းတစ္ဆာရှိတဲ့ဇနီးကောင်းတယောက်ဖြစ်အောင်မိခင်ကောင်းဖြစ်အောင်ကြိုးစားဖို့ရည်ကြီးပါတယ်။လူဖြစ်အောင်နဲ့မဖြစ်ချုံမနဲ့တည်ဘူး။မြင့်မြတ်တဲ့လူသားတယောက်ဖြစ်အောင်ကြိုးစားမှမဖြစ်ချုံနဲ့မင်း။ဒီလိုတယောက်ကြောင့်ပြောပြနေတယ်။ခိုက်တပဲလေးနဲ့ရင်ကနဲ့အတော်ကြာကြာနေခဲ့အတူနေခဲ့ဖို့လေ။အဲဒီတော့ကသူကကိုရင်လေးပါသူကအရင်ဘဝကမိမဖြစ်ခဲ့တယ်မိမဖြစ်တဲ့ဘဝကခင်ပွန်းက အခုတရားကရှင်ရပဲရှိသေးတယ်။အရင်ဘဝကသာသမီတွေလည်းရှိသေးတယ်။သူကငယ်ရွယ်နဲ့တည်တာ။ဘာကြောင့်တည်တာလဲလို့မင်းကြီးတော့သာမပွားနိုင်လို့တရားလားလို့ပြောပါလေ။သာမပွားနိုင်လို့တရားတဲ့ဒုက္ခဘယ်လောက်ကြီးနေဆိုတာမှန်းဆလို့ရနိုင်မယ်မထင်ပါဘူး။ဒီကနေ့မှသူမိမပြန်ဖြစ်ရမှာကြောက်တယ်လို့ပြောပါလေ။လို့ကပြန်ရရင်ယောက်ျားပဲဖြစ်ချင်တဲ့ဆန္ဒပြင်းပြခဲ့တယ်။ သူဆန္ဒတိုင်းပဲယောက်ျားဖြစ်ရတယ်။ကိုရင်ဖြစ်တယ်၊ယဟန်ဖြစ်တယ်။နောက်တော့လူထွက်ပြီးအခုအရောင်းဝယ်လုပ်ပြီးမိဘကိုလုပ်ကြွေးတယ်။ဘယ်တော့မပြည့်ဘူး။သူယောက်ျားဖြစ်လာပြီမဲ့ယောက်ျားဖြစ်အောင်နဲ့လူဖြစ်ချိုးနပ်ပြီးလို့မပြောနိုင်သေးဘူး။ဒါရင်ငှိတိတဲ့လူပြောရဲ့ဘဝဖြစ်မှန်ပဲ။အဲ့လိုဖြစ်တယ်ဆိုတာကိုလေးလေးနက်နက်ပြီးပြီးတော့ပေါ်ပေါ်တနာမနေပဲအချင်းရှိတုံးလူဘဝမှာရနိုင်တဲ့ ်အမြင့်မြတ်ဆုံးအသိဉာဏ်ကိုရအောင်ကြိုးစားဖို့လိုတယ် you will learn lessons ရောက်သွားတဲ့ဘဝမှာသင်ဟာ သင်ခန်းစာတွေအများကြီးစေ့ပူရလိမ့်မယ်ရအောင်လုပ်ရလိမ့်မယ်တဲ့ you are enrolled in a full time informal school called life ဘဝလို့ခေါ်တဲ့ ဘယ်ရောသမှတ်ချက်မရှိတဲ့ရှင်ကြီးအကြောင်းကြီးမှာသင်ကိုဆင်းသွင်းထားလိုက်ပြီဘာကိုကြောင်းလို့သင်စားခေါ်ထားတာအင်မတန်လေးနဲ့ပြီးအင်မတန်ဖပါတယ်အင်မတန်လဲပေါ်လွင်တယ်ဘဝဆိုတာကြောင်းပဲလို့တကယ်သဘောပေါက်ရင်အင်မတန်ကျိုးများမယ်ဘဝမှာဘယ်ဟာအရေးကြီးဆုံးလဲဆိုတာကောင်းသဘောပေါက်မယ်နေ့စဉ်ခံစားတွေ့ကြုံနေရတဲ့သင်္ကန်းစာတွေကို 妈妈刚刚拿了两个苹果，Each day In this school, you will have the opportunity to learn lessons. 你讲嘛，你准备很在，你刚来的时候看家里没？那看一点课不喽。你讲啊，讲不也没事，讲得浅，讲深也没事。 နေ့စဉ်ပဲသင်္ကန်းစာတွေစီးပုနေရတယ်။နေ့စဉ်ပဲဇမိဝဲအစ်စ်ခံနေရတယ်။သင်္ကန်းစာတိုင်းဟာဇမိဝဲဝဲအတွေ့အကြုံတိုင်းဟာသင်္ကန်းစာပဲ။ဒီနေ့ညနေနေ့တက်မှဘဝအတွေ့အကြုံထဲကလင်းနေတဲ့သင်္ကန်းစာရမယ်။ပေါ်ပေါ်တန်တန်အမှုမဲ့အမှတ်မဲ့နေတွိုင်းရင်အသက်တာကြီးသွားမယ်။ဉာဏ်ကြီးမလာဘူး။ဆင်းရဲသဘောထားလေးနဲ့မှမမြင်မှဖြစ်မလာဘူး။ လေးနှဆုံးအတိညာကိုဘဝအတွေ့အကြုံတည်းကပဲရနိုင်တယ်။စာဟုတ်တည်းကမရနိုင်ဘူး။ဘဝဟာအလေးနှဆုံးစာဟုတ်ပဲ။တိပ္ပတန်တရားကိုမြတ်စင်ဘဝဒီလိုက်ထဲမှာပြန်သုံးနေကြတဲ့တပည့်တွေဟာတနည်းတစ်တည်းနဲ့သဘောထားတွေပိုပြီးလေးနှမှန်ကန်လာတယ်။လေးနှတဲ့ညံ့တဲ့ဥတည်ရက်တွေထားနိုင်လာတယ်။အချိန်မရွေးနေရာမရွေး ကိုယ်ခန္ဓာမှာဖြစ်နေတာတွေမြင်ရတာတွေကြားရတာတွေဖြစ်ရတာတွေပြီးတော့ကြံစားတာသိတာတွေကိုတတိနဲ့ကြည့်တဲ့အလေးအကျင့်လုပ်ပါတတိဟာအကောင်းဆုံးကြိယာဖြစ်ပါတယ်ဒီငယ်တဲ့ပစ္စည်းတွေကိုအမှုကြည့်မှန်ပြောင်းနဲ့ကြည့်တဲ့အခါအကြီးကြီးမြင်ရတယ်လို့တတိနဲ့ကြည့်ရင်အရာရာတိုင်းဟာပူပြီးထင်ရှားလာတယ်ခန္ဓာနဲ့ပတ်သက်တဲ့သဘာဝအကြောင်းကျိုးတွေ စိတ်နဲ့ပတ်သက်တဲ့တဘာဝအကြောင်းကျိုးတွေကိုနည်းနည်းနဲ့မြင်လာမယ်။ You may like the lessons or think them irrelevant or stupid. ဒီသင်္ကန်းစာတွေကိုသင်သဘောကျခြင်းနဲ့ကြမယ်။ဒီမပါဘူးလို့ထင်ရင်လည်းထင်မယ်။အသေးပြန်မရှိဘူးလို့လည်းထင်ရင်ထင်မယ်။ ဉာဏ်နဲ့တော့သူဖို့အရေးမကြီးဘူးလို့ထင်တဲ့ကိစ္စဟာဉာဏ်ပညာကြီးတဲ့သူဖို့တိတ်အရေးကြီးတာလေးနဲ့ဒါဖြစ်တတ်တယ်။ဒါကတော့မေယာကို ဖြစ်ဖြစ်ဒီလင်းနဲ့နားလည်ဖို့လိုပါတယ်။ There are no mistakes only lessons အမှားမရှိပါဘူးသင်္ကန်းသာလေးကြီးပါပဲ။ကောင်းလာတွေ့ရလဲမဖြစ်လို့ကောင်းလာလဲဆိုတော့နားလဲအောင်စူးစမ်းပြီးတော့ ဒီကဲကောင်းအောင်ဆက်လို့ရမယ်ဆိုးတာတွေ့လဲဘာဖြစ်လို့ဆိုးတာလဲဆိုတာနားလည်အောင်စူးစမ်းပြီးတော့နောက်အဲ့ဒီလိုမဖြစ်အောင်ပြုပြင်ရမယ်အမားတွေကို ကိုတိပြီးတော့ကိုယ့်အကိုပြုပြင်နိုင်ပြုပြင်နိုင်တာဟာဘုရားမှုတမျိုးဖြစ်ပါတယ်မတန်ကျင်နေစေအားရစရာကောင်းပါလေဒီကတော့အဆူတွေထဲကအမားတွေထဲကဒုက္ခတွေထဲကမှတကယ်လေးနဲ့တည်းအသိဉာဏ်ပညာကိုရတာပါ ဉာဏ်ပညာကြီးတဲ့သူတွေမှာဗမာဘုရားနဲ့ဉာဏ်ပညာကြီးတဲ့သူဖြစ်လာတာမဟုတ်ပါဘူးဉာဏ်ပညာကြီးတဲ့ကြီးတဲ့သူတွေဟာမာပြီးမှ အမှားကိုသိပြီးကိုယ့်အကိုပြုပြင်နိုင်လို့အမှားနဲ့တွားပြီးဉာဏ်ရှိဖြစ်လာတာပါဗမာဘုရားတူမရှိပါဘူးအမှားကင်းဖို့ဆိုတာလဲတိတ်တော့မဝဲဘူးအမှားနဲ့ဘိုးပဲကျိုးစားရမှာအမှားတစ်ခုကို ထခါထခါမမှားဖို့မလုံမိဖို့ပဲလိုပါတယ် growth is a process of trial and error experimentation တော့ဘဝမှာစမ်းသပ်မှုတွေမျိုးမျိုးလုပ်ကြည့်ပြီးတော့လူလာလေးတွေမှားလာလေးတွေကိုတစ်ဖြည်းတစ်ဖြည်းပြင်ပြီးတော့ဘဝမှာကအပြင်းအရင်ချစ်တဲ့သူဖြစ်သွားနိုင်တယ်လုပ်ကြည့်လိုက်ရင်မမှန်တည်ရင်ပြင်လိုက်ရင်လည်း ဉာဏ်ပညာကြီးတဲ့သူအသိဉာဏ်ကြီးပွားတဲ့သူဖြစ်လာတာပဲစံတမှုတစ်ခုကိုလုံးရတာနဲ့တူတယ်ဘဝတစ်ခုလုံးကလက်တွေ့စံတမှုလုံးရတာပဲအမားတွေကိုများများပြန်နိုင်တဲ့သူဖြစ်ဖို့လိုတယ်တချို့ဟာမှားနေမှမသိဘူးတချို့တော့မှားမှန်သိပါလိမ့်နဲ့မပြင်းခြင်းဘူးယတိလိုလူတွေဟာအသိဉာဏ်မကြီးပွားဘူး The failed experiments are as much a part of the process as the experiment that ultimately works. 三大目标明明都记得看嘛，后面的蛮干的三大目标来写的喽，蛮后面的妈的三大目标来写吧嘞。这里蛮后面的三大目哈，后面的三大目路呗，一定让计划目他过不完嘞。 ဒီလိုလုပ်ရင်မှားတယ်လို့ကိုတို့တိလိုက်ရတာတမို့ရှိပါတယ်။ဒါပေမဲ့အရှိကိစ္စတွေမှာသူများမှားသွားတာကိုကြည့်ပြီးတော့ကိုကအတင်ကန်းကရွာတာလည်းရှိပါတယ်။အစိတ်ပိုင်းလေတယ်ဆိုတာမျိုး ကိုတို့မစမ်းတတ်သင့်ဘူး။တို့တို့ပဲမူရင်စေဘာကိုလည်းကိုတို့မစမ်းသင့်ဘူး။သူများအမှားတွေကတင်ကန်းစာယူတတ်တဲ့သူကပိုပြီးအမှားနေတယ်။ဒီနေ့ညနေနေတဲ့သူဟာဒုက္ခနဲ့တွေ့ရတာ ဒုက္ခတွေကပညာရပြီးတော့ကောင်းလာကိုစူးစမ်းပြီးတော့လှုပ်ထွားနိုင်တယ်။အစိုးရတွေ့တဲ့အခါမှာမန္တာကောင်းလာကိုဆက်လုပ်နိုင်တဲ့သူသဘောထားမှန်ထားနိုင်တဲ့သူသဘောထားကြည့်တဲ့သူဟာမကြခင်ကောင်းလာတွေ့ချင်ရမှတွေ့ကြတယ်။အစိုးရတွေ့တဲ့အခါမှားတာတွေဖတ်လို့ရင်ကိုယ်အမှားရဲ့ဉာဏ်ကိုကိုပြန်ခံရပြီးတော့အချိန်ကြီးပူဆိုးသွားမယ်။သူများမှားလို့ကိုခံရတာထက်ကိုမှားလို့ကိုခံရတာကပူဆိုးပါလေ။ မှားများတဲ့သူသဘောထားမှားနေတဲ့သူသဘောထားသိတဲ့သူဟာစိတ်ဝေဒနာဖြစ်တယ်စိတ်ရောဂါဖြစ်တယ်